လောင်းရင်းတွေကမောင်မြန်ရွာနဲ့ဆန်လန်ရွာတွေနာမှာဒီနေ့မနက်7:00ရင်းနေမနက်9:00နာရီလောက်ကတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်း ရေကြောင်းတွေကနေပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မောင်မြန်ရဲစခန်းအပောင်းဝင်လောင်းလိုမျိုးနဲ့ဆန်လန်ရွာကြာကလက်ခတ်တောင်းစစ်ကောင်စီစခန်းတွေကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတချို့တွင်ဝင်တိုက်ခတ်ကြတာလို့ဒေသခံတွေစီကသိရပါတယ်။တိုက်ပွဲဖြစ်နေတဲ့နေရာနှစ်ခုလိုပေါ့ အနောက်ဘက်ပြင်ထဲမှာရှိတဲ့စကောင်းစီရေတဆဲတင်ပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနစ်စနာကြီးကျော်နဲ့မွန်ရဲတနားကြီးလာမှာတော့စကောင်းစီချက်တိုင်လင်းကနေလက်ခတ်တောင်းကိုပို့ချက်ခဲ့တဲ့အပြင်စက်တင်နဲ့နေပါပစ်ခတ်သွားတယ်လို့ဆိုပါတယ်။မောင်မြတ်ရေစကန်ပြခတ်မှုမှာပြည်သူလေးကိုဗိုလ်စားထိမှန်တရားရထားတယ်လို့ဒေသခံတွေပြောကြပါပြီးမြတ်တလို့မှာတော့နှုတ်ဝက်အတီးပြုတ်နိုင်သေးတာပါ။ မောင်မင်္ဂရေစခန်းနာကနိုးစုအရွယ်ကလေးမိခင်တအူမာတော့ဝမ်းပိုင်မှာဘူဇာဖြီလို့တန်ရအပြင်းထန်ရခဲ့ပြီး အခြားမျိုးသမီးတအူကတော့လက်မောင်းမှာထီသွားတယ်လို့ဒေတာခံတွေကပြောပါတယ်မောင်မင်္ဂရေစခန်းပိကမှုမှာတော့စစ်ကောင်စီတပ်ကလေကြောင်းအတိုးပြူတာမရှိပဲပင်လယ်ပြင်စစ်တင်ပေါ်ကနေလက်နဲ့ကျင်းနေပြစ်ကူပေးခဲ့ပါတယ်လောင်းလုံးနေမှာမန်းရှင်တွေကဆာလို့စီတင်มาနေပြီဒီနေ့တပေါင်းလာပြီနေမှာစင်တင်ပေါ် လင်းလူနဲ့တိုက်ခိုက်ခံရတဲ့လောင်မျိုးနဲ့ထဲအလိုတန်းတွေကျင်ပါနေချေလေးဖြစ်ပါတယ်